ားလုံးပဲမင်္ဂလာပါဗျာ GDS Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့သတင်းတင်ဆက်ပေးသွားမယ်မို့မဟုတ်ပဲねကျွန်တော် MMA အစီအစဉ်တင်ဆက်သူလောက်ခဲ့တဲ့ပွားရလျှောက်လုံးမှာအကြိုက်ဆုံးပွဲစဉ်၃ပွဲအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် MMA ပြိသက်ရဲ့လို့ဆိုပြီးဖြစ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဘွားမှာအကြိုက်ဆုံး fighter တွေအကြိုက်ဆုံးပွဲစဉ်တွေရှိစမြဲပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကတော့ဒီနေ့မှာအကြိုက်ဆုံး fighter တွေအကြောင်းမပြောပြဘဲနဲ့ကျွန်တော်ကြီးခဲ့ဘူးသမျှပွဲတွေထဲမှာကျွန်တော်အကြိုက်ဆုံးလို့ထင်တဲ့ပွဲစဉ်၃ပွဲအကြောင်းကိုပြိသက်တွေကိုပြန်လည်သုံးသပ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကြိုက်နေတက်မိခဲ့တဲ့ပွဲစဉ်တွေနဲ့အတူ ရိတ်သက်တွေထဲမှာလည်းအကြိုက်တူခဲ့ပဲဆိုလို့ရှိရင်တော့ဘာဖြစ်လို့အကြိုက်တူရသလဲပြီးတော့ဒီပွဲစဉ်တွေကဘယ်လိုမျိုးဖြစ်ပျက်မှုတွေပြေဝပေးနိုင်ခဲ့သလဲဆိုတာကိုပရိသတ်တွေအနေနဲ့ comment မှာဝေမျှပေးခဲ့သေးဖို့တောင်းဆိုချင်ပါတယ်ဆိုတော့အဲ့ဒီပွဲစဉ်၃ပွဲကိုကျွန်တော်အနေနဲ့ပြောပြပါမယ်။အဲ့ဒီပွဲစဉ်၃ပွဲကတော့2022ခုနှစ်တုန်းကထိုးသက်ခဲ့တဲ့ Gabe Ban နဲ့ Hazard Chimaev တို့ရဲ့ပွဲစဉ်ကိုကျွန်တော်ကပထမအဦးဆုံးပွဲစဉ်ဖြစ်တဲ့တင်ဆက်ပေးသွားကြပါမယ်။အဲ့ဒီပွဲစဉ်ကဆိုလို့ရှိရင်တော့ UFC ရဲ့ Wonderweight ထဲမှာရှင်ပြိုင်ထိုးသက်ခဲ့တဲ့ပွဲစဉ်ဖြစ်ပြီးတော့ပြီးခဲ့တဲ့ UFC 293 event ပွဲစဉ်မှာရှင်ပြိုင်ထိုးသက်ခဲ့တဲ့ပွဲစဉ်ဖြစ်ပြီးတော့ April 9ရက်နေ့2022ခုနှစ်မှာရှင်ပြိုင်ထိုးသက်ခဲ့တာပဲဖြစ်ပါတယ်။အဲဒီပွဲစဉ်မှာဆိုလို့ချင်းဟန်ဆက်ချီမားရဲ့အနေနဲ့အခုလိုမျိုး Middleweight တန်း Champion ဘွားမျိုးတော်မဟုတ်သေးပေနဲ့သူက Waterweight တန်းမှာရှင်ပြိုင်ထိုးသက်နေတဲ့ fighter ပဲရှိပါသေးတယ်။ Waterweight တန်းမှာမှသူကနံပါတ်10နေရာမှာရှင်ပြိုင်ထိုးသက်နေတဲ့ fighter ဖြစ်ပြီးတော့သူနဲ့ရှင်ပြိုင်ထိုးသက်သွားတဲ့ Gabe Banks ကတော့နံပါတ်2နေရာက fighter ဖြစ်ပါတယ်။ဆိုတော့အဲဒီပွဲစဉ်ဟာဆိုလို့ချင်းဟန်ဆက်ချီမားရဲ့ဖက်တော့သူက Waterweight ွတ်တန်းရဲ့ထိပ်ပိုင်း ranking စီးနဲ့မှာပါဝင်တဲ့ fighter ဆိုပြီးတော့သက်တည်ပြဖို့အတွက်ရှင်ပြိုင်ထိုးတက်ခဲ့ရတဲ့ပွဲစဉ်ဖြစ်ပြီးတော့တော်တော်လေးကိုစိတ်လှုပ်ရှားဖို့ကောင်းခဲ့တဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ် အဲ့ဒီအချိန်တုန်းကဟန်ဆက်ချီမာရဲ့အနေနဲ့ UFC ဖွဲ့စည်းကိုရောက်တာနှစ်နှစ်လောက်ပဲရှိသေးတဲ့အချိန်ကာလဖြစ်ပြီးတော့သူ့အနေနဲ့သူက World Weight မှာထိပ်ပိုင်းဖိုက်တာဖြစ်ဖို့အတွက်တကယ်ကိုလုံလောက်တဲ့အကြောင်းပြချက်တွေရှိတယ်ဆိုပြီးတော့သူကသက်သေပြတ်ရမယ်ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီးတော့ဟန်ဆက်ချီမာရဲ့အနေနဲ့အဲ့ဒီအချိန်မှာအရန်ကို hype ဖြစ်နေတဲ့အချိန်လည်းဖြစ်ပါတယ်ဟန်ဆက်ချီမာရဲ့ကဘယ်လိုမျိုးကြံ့နေဟန်ဆက်ချီမာရဲ့ကဘယ်လိုမျိုးမိုက်တယ်ဆိုပြီးတော့ပရိသတ်တွေအနေနဲ့ဒီပြောတဲ့အချိန်ကာလတစ်ခုဖြစ်ပြီးတော့သူ့ရဲ့ record ကလည်းတော်တော်လေးကိုကြောက်စရာကောင်းတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာဟန်ဆက်ချီ ီမာယက်ဖ်ရဲ့ record က UFC အဖွဲ့အစည်းမှာသူကပွဲစဉ်ပေါင်း၄ပွဲထိရှင်ပြိုင်ထိုးသက်ပြီးတာတောင်မှသူ့အနေနဲ့လက်သီးထိုးချက်က၃ချက်ပဲသူ့ကိုထိုးတာခံရသေးတဲ့ fighter ဖြစ်ပါတယ်။သူ့ရဲ့ပြိုင်ဘက် fighter တွေကိုအင်မတန်မကိုကောင်းတဲ့ aggressive wrestling ပုံစံနဲ့သူကရှင်ပြိုင်ထိုးသက်ကစားခဲ့ပြီးတော့သူ့ရဲ့ fighter တွေကိုအလဲထိုးတာဒါမှမဟုတ်ချုပ်ကွက်တဲ့နိုင်ယူတာစသည်ဖြင့်အမှန်ကန်ပွဲချမ်းပြခဲ့တဲ့ကာတာဖြစ်ပြီးတော့ဟန်ဆက်ချီမားရဲ့အနေနဲ့ကျွန်တော်ကကပြောခဲ့သလိုပွဲစဉ်၄ပွဲထိရှင်ပြိုင်ထိုးသက်ထားတဲ့အထက်မှာလက်သီး၃ချက်သာရှင်ပြိုင် သူ့ကိုထိုးနိုင်ခဲ့တဲ့ဆိုရယ် record ကတော့တော်တော်လေးကျန်တဲ့ record လို့ပြောရမှာပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာဂေဘတ်ဘန်ကလည်းတော်တော်လေးကိုဖုံးမိနေလာတောက်ပနေတဲ့ကာလဖြစ်ပြီးတော့သူ့အနေနဲ့ချန်ပီယံကြီးကမာရိုအူစမန်ကိုနောက်တောင်းကြအောင်တော့ထိုးပြနိုင်တယ်ဆိုပြီးတော့နာမည်ကြီးနေခဲ့တဲ့ဖိုက်တာဖြစ်ပြီးတော့ဒီဂေဘတ်ဘန်အနေနဲ့ကလည်းချန်ပီယံကမ္ဘာပြန်လည်စိန်ခေါ်ဝင်ရရှိဖို့အတွက်ရန်ကို hype နေနေတဲ့ Hazard Chimaev လို့ဖိုက်တာနဲ့ရှင်ပြိုင်ထိုးသက်ခဲ့တဲ့အချိန်လည်းဖြစ်ပါတယ်ဆိုတော့ပွဲစဉ်လေးရဲ့အစမှာဆိုလို့ရှိရင်တော့ Hazard Chimaev အနေနဲ့ဂေဘတ်ဘန်စ်ဟာတကယ်ကိုကျန်းတဲ့ Brazilian Jiu-Jitsu ဖိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ Ground Game Man ကိုမယွေးချ ချယ်ပဲနဲ့ striking မိုင်းမှာရှင်ပြီးတော့ထိုးတက်ဖို့ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။သာသာလာခြင်းမှာဆိုရင်ပဲ Hansachi Mai ရဲ့အနေနဲ့ဒီ ဂေးဘက်ပန်းစ်ကို striking ဘိုင်းမှာရှင်ထိုးတာကိုတွေ့ရမှာဖြစ်ပြီးတော့သူ့အနေနဲ့လူကောင်းနေသားကွာချမှုကဟန်ဆက်ချီမာရက်ကိုတပန်းတာစီခဲ့တာဖြစ်ပါတယ်။ဆိုတော့အဲ့ဒီအချိန်မှာပဲဟန်ဆက်ချီမာရက်အနေနဲ့ဂေးဘက်ပန်းကိုတိတ်တောင်းရယူဖို့စူးစမ်းခဲ့တယ်။တိတ်တောင်းရယူဖို့စူးစမ်းတဲ့အခါမှာဆိုရင်လေဂေးဘက်ပန်းအနေနဲ့တိတ်တောင်းရယူခြင်းခံရပေမဲ့လည်းချက်ချင်းဆိုသလိုပြန်လဲရုံထနိုင်ပြီးတော့ဟန်ဆက်ချီမာရက်ကို striking ဘိုင်းမှာကောင်းကောင်းကြီးခေါ်ဆော့ပြသွားတဲ့နေသားကိုတွေ့ရတယ်။ဒါပေမဲ့ထီးချက်ပိုင်းမှာဆိုရင်တော့ဟန်ဆက်ချီမာရက်ရဲ့ချက်ထိုးတာတွေကတော်တော်လေးကိုကောင်းနေတာဖြစ်ပြီးတော့ ဒီဂေးဘက်ပန်းကိုပထမအချိန်မှာတော့တောင်းချသွားအောင်ထိုးနိုင်ခဲ့တာကိုတွေ့ရမှာပဲဖြစ်တယ်။ဆိုတော့ဒီဂေးဘက်ပန်းအနေနဲ့ပထမအချိန်မှာတော့ဟန်ဆက်ချီမာ EF ရဲ့ကောင်းကောင်းကြီး pressure ပေးမှုကိုခံခဲ့ရတာဖြစ်ပြီးတော့ပရိသတ်တွေအနေနဲ့တော်တော်လေးကိုရင်ခုန်စိတ်လို့ရှာခဲ့ရတဲ့ပွဲစဉ်တစ်ပွဲရဲ့ပထမအချိန်ဖြစ်ခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်။ ဒုတိယအခြေကတော့တော်တော်လေးကိုကြမ်းတဲ့အခြေလို့ပြောရမှာပဲဖြစ်ပါတယ်။ဂေးဘက်ပန်းအနေနဲ့ဒီဒုတိယအခြေမှာအနေငယ်ပို့ပြီးတော့ပွဲကျမ်းလာတာကိုတွေ့ရမှာဖြစ်ပြီးတော့သူ့အနေနဲ့လုံးဝဆိုသလိုပဲကောင်တာပြန်ပြီးတော့ထိုးတဲ့လက်သေးတွေကဟန်ဆက်ချီမရက်ကိုတော်တော်လေးအထိနာစေခဲ့တာဖြစ်တယ်။ပြီးတော့ဒီပါဝါပိုင်းမှာဆိုလို့ရှိရင်လည်းဂေးဘက်ပန်းရဲ့ပါဝါကတော်တော်လေးကိုကြောက်ဖို့ကောင်းတာဖြစ်ပြီးတော့ဟန်ဆက်ချီမရက်ကိုနောက်တောင်းကြအောင်သူကထိုးပြသွားနိုင်တာကိုတွေ့ရတယ်။ ပြီးတော့ဟန်ဆက်ချီမာ EF အနေနဲ့ဒီတော်တော်လေးကိုအထိနာသွားတဲ့အတွက်ကြောင့်မလို့ဂေးဘက်ဘန်ကိုလုံးဝဆိုသလိုပဲဒီ brawl တစ်ခုလေးကိုဆွဲခွက်သွားခဲ့တာဖြစ်ပြီးတော့အပြန်အလှန်တယောက်နဲ့တယောက်လက်သီးချက်တွေဖလှယ်နေတဲ့ အခိုက်တန့်ဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြိသက်တွေအတွက်တော်တော်လေးကိုကြီးလို့ကောင်းခဲ့တဲ့အခိုက်တန့်တစ်ခုလို့ပြောရမှာဖြစ်ပြီးတော့ဒုတိယချီမှာဆိုလို့ရှိရင်တော့ဟန်ဆက်ချီမှာရဲ့အနေနဲ့ရှုံးနေခဲ့တယ်လို့ရှုံးနေခဲ့တယ်လို့ပြောရလောက်အောင်ပဲအမှတ်အနေထားမှာဂေးဘက်ဘန်စ်ကအသာစီးရယူပြီးတော့ချင်ပြိုင်ထိုးသက်ကစားတော့တာကိုတွေ့ရတယ်။အဲ့ဒီချီမှာဆိုလို့ရှိရင်ဟန်ဆက်ချီမှာရဲ့ကိုများဂေးဘက်ဘန်ကအလဲထိုးသွားမလားအမောက်သိမ့်သွားမလားစသည်ဖြင့်မေးခွန်းတွေနဲ့ ပရိသတ်တွေကိုစိတ်လှုပ်ရှားစေခဲ့တာတော့အမှန်ပဲဖြစ်ပြီးတော့ဒုတိယအချီကတော့အဲ့ဒီပွဲစဉ်မှာအကျန်းဆုံးအချီလို့ပြောလို့ရလောက်အောင်ဖိုက်တာနှစ်ယောက်လုံးနေနဲ့မီးကုန်ရန်ကုန်ဖြန့်ပြီးတော့အကျန်းဆုံးပုံစံနဲ့ကစားပြသွားတာကိုတွေ့ခဲ့ရမှာပဲဖြစ်ပါတယ်တတိယအချီကတော့ဒီပွဲစဉ်မှာဘသူကနိုင်ယူရရှိသွားမလဲဆိုပြီးတော့ဆုံးဖြတ်ပေးခဲ့တဲ့တတိယအချီလို့ပြောရမှာဖြစ်ပြီးတော့တတိယအချီမှာလည်းဟန်ဆက်ချီမိုင်းရဲ့ကိုဂေးပပိုင်းဆိုနှစ်ယောက်လုံးဟာ တကယ်ကိုသူတို့အနေနဲ့ပွဲမှာခြေကုံလက်ကမ်းလက်ပန်းကျပြီးတော့ပွဲထွက်လာခဲ့တာဖြစ်ပေမဲ့တတိယချီမှာဆိုရင်လည်းအမှန်ကန်တယောက်နဲ့တယောက်တီးထုတ်ပြသွားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ဟန်ဆက်ချီမှာရဖြစ်ထီချက်တွေကပို့ပြီးတော့အသာစီးရပြီးတော့ဘန်စ်ကိုအထိနာစီခဲ့တဲ့အပြင်ဒီထီချက်ကလည်းပို့ပြီးတော့များတဲ့အတွက်ကြောင့်မို့လို့တတိယချီမှာဆိုရင်တော့ဟန်ဆက်ချီမှာရကအသာစီးရယူထိုးသက်သွားတယ်လို့ပြောရမှာဖြစ်ပြီးတော့ ပရိသတ်တွေရဲ့အမြင်နဲ့ကြည့်မယ်ဆိုရင်တော့ Gabe Banks ကိုတတိယအချီမှာ Hanset Chimaev ကအသာစီး pressure ပေးပြီးတော့ထိုးထားနိုင်နေတာကိုတွေ့ရတယ်။ဒါပေမဲ့လည်း Gabe Banks ရဲ့ပြန်ပြီးတော့ပေးထားတဲ့ counter လက်သင်းချက်တွေတိုက်စစ်ဖွင့်ဆော့မှုတွေကလည်း Hanset Chimaev ကိုတော်တော်လေးကိုအထိနာစေခဲ့ပြီးတော့ဖူးယောင်ကွဲပြဲသွားစေတာပဲဖြစ်ပါတယ်။ဆိုတော့ တတိယချီပြီးတဲ့နောက်မှာဆိုလို့ရှိရင်ရှေ့ကစော့ခဲ့တဲ့လေးပွဲစလုံးမှာလက်သီးချက်၄ချက်လောက်သာအထိုးခံလာရတဲ့ဟန်ဆက်ချီမာရဲ့အနေနဲ့လက်သီးချက်၁၀၀ကျော်အထိုးခံလာရတာဖြစ်ပြီးတော့လုံအောင်ကိုဖူးယောင်ကွဲပြဲဆုံးပြတ်သွားတာပဲဖြစ်ပါတယ်။ဆိုတော့တတိယချီပြီးမှဆိုရင်တော့ reset ကတော့ရှင်းပါတယ်။နှစ်ချီနိုင်ယူရရှိထားတဲ့ဟန်ဆက်ချီမာရဲ့ F က Gabus ban ကိုနိုင်ယူရရှိသွားခဲ့ပြီးတော့ Gabus ban ရဲ့နံပါတ်၂နေရာကိုရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာမေဂွန်နေထွက်လာခဲ့တာက၅ချီဆိုလို့ရှိရင်ဟန်ဆက်ချီမာရဲ့ F နဲ့စော့နိုင်ပါမလား။ Gabus ban ကရော့ ဟန်ဆက်ချီမားကိုနိုင်ယူသွားနိုင်မလားစသည်ဖြင့်မေးခွန်းတွေပေါ်ထွက်လာခဲ့ပါတယ်။ဒါပေမဲ့ဟန်ဆက်ချီမားရဲ့အနေနဲ့ကတော့သူ့ရဲ့ကျန်းလာပါတယ်ဆိုတဲ့ striking skill ရော ground game skill ကိုရောတက်သေးပြသွားခဲ့တာဖြစ်ပြီးတော့သူ့အနေနဲ့ water weight ထဲမှာ ranking အမြင့်ကိုတက်လှမ်းပြသွားနိုင်ခဲ့တာဖြစ်ပါတယ်။ဆိုတော့အဲ့ဒီလိုမျိုးကျန်းတဲ့ပွဲစဉ်ကတော့ကျွန်တော်ဘောအတွက်အကြိုက်ဆုံးပွဲစဉ်တွေထဲကတပွဲလို့ပြောရမှာဖြစ်ပြီးတော့ fighter ၂ယောက်လုံးရဲ့ရှင်ပြိုင်ထိုးသက်ချက်တွေဟာဘယ်အချိန်ကြီးကြီးပြန်ပြီးတော့အင်မတန်မကိုကြည့်လို့ကောင်းတဲ့ပွဲစဉ်တွေပွဲဖြစ်နေအခုချိန်ကြီးကျွန်တော်ရဲ့ရှင်ထဲမှာယက်တီနေစေပါ ပဲဖြစ်ပါတယ်ဆိုတော့ပရိသတ်တွေအနေနဲ့ကရောဒီပွဲစဉ်ကိုကြိုက်နှစ်သက်မိတဲ့ပရိသတ်ရှိလားဆိုတော့ကို comment မှာဆွေးနွေးသုံးသပ်ရင်းခုံပေးခဲ့ကြပါဦးခင်ဗျာလူရီယာအမြောက်အနေနဲ့ကြိုက်နှစ်သက်မိခဲ့တဲ့ပွဲစဉ်ကတော့ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလ5ရက်နေ့မှာရှင်ပြိုင်ထိုးသက်သွားတဲ့ LS Pereira နဲ့ Carly Rountree တို့ရဲ့ Light Heavyweight Champion ကပတ်လူပွဲ Champion ကပတ်ကာကွယ်ပွဲစဉ်ပဲဖြစ်ပါတယ် အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့တော်တော်လေးကိုကြည့်လို့ကောင်းခဲ့တယ်ဒီပြိသက်တွေကိုရင်ခုန်စိတ်လို့ရှားမှုပေးနိုင်တဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့တာဖြစ်ပြီးတော့ LS Barra အနေနဲ့ကမ်ဘက်ပြန်လာပြီးတော့အနိုင်ယူသွားတယ်လို့ပြောရမယ်ဆိုရလောက်အောင် Khali Roundtree ရဲ့ pressure ပေးမှုတွေကိုခံခဲ့ရတာဖြစ်ပါတယ်အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ပဲ Khali Roundtree အနေနဲ့သူက UFC ရဲ့ Championship ဒီ Fighter တို့ဖြစ်တယ်ဆိုတာပြတ်သားသွားခဲ့တာဖြစ်ပြီးတော့ပြိသက်တွေရဲ့ respect ကိုလည်းတော်တော်လေးရရှိသွားခဲ့တဲ့ပွဲစဉ်တစ်ပွဲလို့ပြောရမှာပဲဖြစ်ပါတယ် အဲ့ဒီအချိန်တုန်းက LS Pereira က UFC ရဲ့ light heavyweight တန်းပထမအကြိမ် champion ဖြစ်နေတော့က fighter ဖြစ်ပြီးတော့ Khalil Roundtree ကတော့ light heavyweight တန်းရဲ့နံပါတ်၄နေရာက fighter ဖြစ်ပါတယ်ဆိုတော့ Khalil Roundtree နဲ့ LS Pereira ကိုပွက်တက်ပေးလိုက်တာဟာဆိုလို့ရှိရင်တော့ဒီကြားထဲက fighter တွေအတွက်နင်းနာသွားတယ်ဆိုပြီးတချို့လူတွေက complaint တက်ကြပေမဲ့အဲ့ဒီပွဲစဉ်ကအမှန်ကန်ကြည့်လို့ကောင်းခဲ့တာကတော့လုံးဝကိုငြင်းလို့မရတဲ့အချက်တစ်ချက်ဖြစ်တယ်လို့ပြောရမှာပဲဖြစ်ပါတယ် ပွဲရဲ့အစမှာဆိုလို့ရှိရင်တော့ fighter နှစ်ယောက်လုံးနေနဲ့ပွဲထွက်လာတဲ့ပုံစံကတော့ Alice Barra ကဒီညာတန်ကစားသမားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘယ်ဂျီရှိထုတ်တဲ့ stance နဲ့သူကပွဲထွက်လာတာပါ။ Khali Round 3ကတော့ဒီဘယ်တန်ကစားသမားဖြစ်တဲ့အတွက်ကြောင့်မို့လို့ညာချီရှိထုတ်တဲ့ stance နဲ့ပွဲထွက်လာတာဖြစ်ပါတယ်။ဆိုတော့အဲ့လိုမျိုး stand quarter ချက်ရှိတဲ့အနေအထားမှာညာချီရှိထုတ်တဲ့ဘယ်တန်ကစားသမားကအနေငယ်အသာစီးရတတ်တာဖြစ်ပြီးတော့ Alice Barra အနေနဲ့အဲ့ဒီတန်တွေကိုတော်တော်လေးခံခဲ့ရတာပဲဖြစ်ပါတယ်။ Alice Barra ရဲ့ထိုးသက်ပုံထိုးသက်နေကတော့ရှင်းပါတယ်။ သူကသူ့ရဲ့ left hook ကိုအဓိကထားပြီးတော့အသုံးပြုနိုင်ယူတတ်တဲ့ fighter ဖြစ်ပြီးတော့သူ့ရဲ့ left hook jab ထိုးတယ်ပြီးတော့1 2တွဲလုံးထိုးတယ်ဆိုတော့ component sorted fighter ဖြစ်ပါတယ်။ Khali Brown ကတော့အဲ့လိုမဟုတ်ဘဲနဲ့မွေထွိုင်းကိုအခြေခံပြီးတော့ကစားတဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ကစားပုံကစားပေါက်ကတော်တော်လေးကိုတားတဲ့အနေအထားမှာရှိပါတယ်။ဒါ့အပြင် Khali Brown 3ရဲ့ဒီညာဘက်လက်သီးချက်ထိုးတဲ့လက်သီးတွေဟာဆိုလို့ရှိရင် LS Power ကိုတော်တော်လေးအထိနာစေခဲ့တာဖြစ်ပြီးတော့ပထမအချီမှာဆိုလို့ရှိရင် Khali Brown 3ကထိချက်အသာစီးနဲ့ရယူကစားပြသွားတာကိုတွေ့ရမှာဖြစ်ပြီးတော့ကျွန်တော်တို့ပြိတ္တတွေနေနဲ့ LS Power ရဲ့ဘယ် ဘယ်လက်သေးကြီးထွက်မလာတော့ဘူးဆိုပြီးတော့တောင်မှယူဆခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ ဆိုတော့ဒုတိယချီကိုရောက်သွားပါပြီဒုတိယချီမှာဆိုလို့ရှိရင်လည်း Khali Round 3ကတော်တော်လေးကိုသူ့ရဲ့ striking အဆင့်မြင့်မြင့်နဲ့ LS Barra ကိုတစင်ချင်းဖြိုပြခဲ့တာကိုတွေ့ရမှာဖြစ်ပြီးတော့သူ့ရဲ့ striking ဘိုင်းမှာဆိုလို့ရှိရင်ဒီ LS Barra ကိုအခြေခံချက်တွေနဲ့ပါအမှန်ကန်တီးထုတ်နိုင်ခဲ့တာကိုတွေ့ရမှာဖြစ်ပြီးတော့ဒီ Khali Round 3အနေနဲ့ LS Barra ကို knock down ထိုးလူထိုးခင်အထိဖြစ်ခဲ့တဲ့အနေအထားအထိဒုတိယချီဟာကျန်းခဲ့တာဖြစ်ပြီးတော့ LS Barra အနေနဲ့အခြေခံချက်တွေပေးထားရုံမှာတော့ရင်ဘာမှမလုပ်ပြနိုင်ခဲ့ပါဘူး ဆိုတော့တရရအချီတီရောက်လာတဲ့အနေအထားမှာ LS Spider အနေနဲ့ရှေ့ကနှစ်ချီလုံးရှုံးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပရိသတ်တွေနေနဲ့ဒီပွဲမှာတော့ LS Spider ကြီးအနေနဲ့ချန်ပီယံကပတ်ပြုတ်ပြီလားဆိုတဲ့အထိပါတွေးခဲ့ရတဲ့ပွဲစဉ်တစ်ခုဖြစ်ပြီးတော့တရရအချီမှာဆိုရင်တော့ LS Spider အနေနဲ့တဖြည်းဖြည်းကမ်ပတ်ပြန်လာနိုင်တာကိုတွေးရမှာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ LS Spider အနေနဲ့အနေငယ်သူ့ရဲ့ game plan ကိုပြင်ဆင်လိုက်တာကိုတွေးရမှာဖြစ်ပြီးတော့ဒီ ခြေခံချက်တွေကိုအဓိကထားပြီးတော့တုံးလာတာကိုတွေ့ရမှာဖြစ်ပြီးတော့ဒီ jab ထောက်တဲ့ လက်သင်းချက်တွေကိုလည်းအဓိကထားပြီးတော့သုံးလာတာကိုတွေ့ရမှာဖြစ်ပါတယ်။ပြီးတော့ Carly Rountree ရဲ့တက်လုံကိုအမဲချွေချွေနိုင်တဲ့ front kick ကန်ချက်တွေကိုသုံးလာတာကိုတွေ့ရမှာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာတဖြည်းဖြည်းနဲ့တတိယအချီရောက်မှာဆိုလို့ရှိရင်တော့ Carly Rountree ကတက်လုံကျလာတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ပြီးတော့သူရဲ့ right hand ကိုလည်းစနစ်တကျသုံးလာတာကိုတွေ့ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ LS Barra အနေနဲ့တဖြည်းဖြည်းအနိုင်ပွဲဘက်ကိုပြန်လာနေပြီလို့ယူဆလို့ရတဲ့အခြေဖြစ်ခဲ့တယ်လို့ပြောရမှာပါ။ ဆိုတော့တတိယချီပြီးမှဆိုလို့ရှိရင်တော့ Khalil Brown training နဲ့အနေငယ် LS Barra ထပ်ပို့ပြီးတော့ပွဲပန်းနေတာကိုတွေ့ရမှာဖြစ်ပြီးတော့ Championship round တွေကိုရောက်လာတဲ့အခါမှာဆိုလို့ရှိရင်တော့ Champion တွေရဲ့ နေမီတဲကိုရောက်လာတယ်လို့ပြောမှာဖြစ်ပြီးတော့ချန်ပီယံတွေကအဲ့ဒီအချိန်မှာမထင်မှတ်ထားတာတွေလုံးပြတ်တက်တာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဆိုတော့ Ellis Bayer နဲ့ဒီ Stoke ကြီးကိုရောက်လာတဲ့အချိန်မှာဆိုလို့ရှိရင်တော့ Khalil Rountree ရဲ့ပျော့ကွက်ကိုတိသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့တဖြည်းဖြည်းချင်းနဲ့ Khalil Rountree ကိုအမှဲ့ချွေချွေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။1-2လက်တီချက်တွေခြေကန်ချက်တွေပြီးတော့ front kick ကန်ချက်တွေဟာဆိုရင်ခက်စိတ်စိတ်နဲ့တွေ့လိုက်ရတာဖြစ်ပြီးတော့ Khalil Rountree နေနဲ့ body ကိုတောက်လျှောက်ကန်ခံထားရအထိကိုက်ခံထားရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တက်လုံးကျနေပြီးဒီဖြစ်တဲ့အနေအထားမှာ LS bar အနေနဲ့ flow state ကိုရောက်သွားတာဖြစ်ပါတယ်။ calibrator ရဲ့လက်သေးချက်တွေကိုတတိယအချီရဲ့ဒီ၄မိနစ်လောက်မှာတဖြည်းဖြည်းနဲ့ရှောင်းရင်းရှားရင်းရှောင်းရင်းရှားရင်းပြန်ပြီးတော့ counter ပေးနေတဲ့နောက်ဆုံးမှာ calibrator ကိုပြင်းထန်လာတဲ့ body shot လက်သေးချက်တွေ၊ဘင်းညာလက်သေးချက်တွေနဲ့အတူမောက်သိပ်ပြသွားခဲ့ပြီးတော့ပိတ်သက်တွေရဲ့စိတ်အစဉ်ကိုဖန်ဆာသွားခဲ့တာကတော့အင်ဗတမကိုကျန်းတဲ့ပွဲစဉ်တွေပွဲလို့ပြောမှာဖြစ်ပြီးတော့ကျွန်တော်တို့ပိတ်သက်တွေအနေနဲ့အမှန်ကန်ရင်ခုန်ခဲ့ရတဲ့ပွဲစဉ်တွေပွဲဖြစ်ပါတယ်။အဲဒီပွဲစဉ်ဟာဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ LS bar ကိုတော် တော်လေးကို respect ထားသွားတဲ့ပွဲစဉ်တွေပွဲလို့ပြောရမှာဖြစ်ပြီးတော့အခုလိုမျိုးကမ်ဘက်ပြန်လာနိုင်တာကြီးကတော့တော်တော်လေးကိုကြမ်းတဲ့အတွက်ကြောင့်မလို့အဲ့ဒီပွဲစဉ်ဟာလည်းကျွန်တော်ကြိုက်ဆုံးပွဲစဉ်တွေကတပွဲမှာပါဝင်နေတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီပွဲစဉ်ကရောပရိသတ်တွေအနေနဲ့ဘယ်လိုမျိုး feeling ရှိလဲဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒီအဲ့ဒီတုန်းကဘယ်လိုမျိုးခံစားချက်တွေရှိလဲဆိုတာကို comment မှာရေးပေးခဲ့ပါဦးခင်ဗျာအောင်ဆုံးအနေနဲ့တင်ဆက်ပေးသွားခဲ့ခြင်းတဲ့ပွဲစဉ်ကတော့ ီးခဲ့တဲ့2022ခုနှစ်အောက်တိုဘာလမှာရှင်ပြိုင်ထိုးသက်သွားတဲ့ပွဲစဉ်ဖြစ်ပြီးတော့ဒီပွဲစဉ်ကကျွန်တော်ရဲ့အသေးကိုခွဲခဲ့တဲ့ပွဲစဉ်တွေဝဲလို့ပြောမယ်ဆိုလည်းမှားမင်မထင်ပါဘူးပရိသတ်တွေအားလုံးသိတဲ့အတိုင်းပဲကျွန်တော်က Charles Oliveira ကိုအရန်အပီးတဲ့ပရိသတ်တွေထဲမှာပါတယ် Charles Oliveira အနေနဲ့ UFC 280 event ပွဲစဉ်မှာရှေ့ကပွဲစဉ်မှာသူ့အနေနဲ့ weight pull လို့ champion ကပတ်ဖြုတ်ခံရပြီးတဲ့နောက်မှာ champion ကပတ်လေလနေရအတွက်ရှင်ပြိုင်ထိုးသက်ဖို့အတွက်လက်ရှိလောလောဆယ်နှစ်ထပ်ကွမ်းချန်ပီယံကြီးဖြစ်တဲ့အစ္စလာမ်မာကာရှက်ဖ်နဲ့ရှင်ပြိုင်ထိုးသက်ခဲ့တာကိုဖြစ်ပါ ါတယ်ဆိုတော့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင် Islam Makashif နဲ့အဖွဲ့ဟာ Charles Oliveira လိုမျိုးတကယ်ကို nice person ကိုအမှန်ကန်လေတိုက်ထားခဲ့တာကိုတွေ့ရမှာဖြစ်ပြီးတော့ Charles Oliveira အနေနဲ့အဲ့ဒီပွဲစဉ်က emotion တွေတော်တော်လေးကိုများနေတာကိုလည်းတွေ့ရမှာပဲဖြစ်ပါတယ်။ဆိုတော့ knee fighter နှစ်အောင်လုံးကတော့တကယ်ကိုထိတ်တန့်အဆင့် fighter တွေဖြစ်ပြီးတော့ emotion နဲ့ပတ်သက်လာရင်တော့ Charles Oliveira ကသိပ်ပြီးတော့မထိန်နိုင်ခဲ့တာကသူ့ကိုအဲ့ဒီပွဲစဉ်မှာရှုံးနိမ်သွားစေခဲ့တဲ့အချက်တစ်ခုလိုပဲပြောရမှာပဲဖြစ်ပါတယ်။ဆိုတော့ပွဲအကြောင်းကိုပဲသွားပြီးတော့ပြောလိုက်မယ်ဆိုလို့ရှိရင် ပွဲအစမှာပဲ Charles Oliveira အနေနဲ့သူ့ရဲ့ emotional state ကတော်တော်လေးကိုပြင်းထန်နေမှသိပါတယ်။ဘာလို့လဲဆိုတော့စစလာခြင်းမှာဆိုလို့ရှိရင်လည်း Islam Makhachev ကိုသူ့အနေနဲ့ဘာမှကိုအတုံးမဝင်နဲ့ Bruce Lee ကကြီးနဲ့ပြေးကန်ခဲ့တာကိုတွေ့ရမှာဖြစ်ပြီးတော့အဲဒီကနေမှစပြီးတော့သူ့အေးအေးနဲ့ Islam Makhachev က Charles Oliveira ကိုတဆင်ချင်းနှွာသွားခဲ့တာဖြစ်ပါတယ်။ပထမကြိမ်မှာဆိုရင်ရတိချင်းရှင်ထိုးနေရကနေစပြီးတော့ Charles Oliveira ကို Islam Makhachev အနေနဲ့တိတ်တောင်းရယူခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။တိတ်တောင်းရယူခဲ့ပေမဲ့ပထမကြိမ်မှာ Charles Oliveira အနေနဲ့ ့ Islam Makhachev ကိုအောက်ကနေ triangle ချုပ်ပြန်လဲရယူနိုင်ဖို့အတွက်သူ့အနေနဲ့စ조사ခဲ့တဲ့အနေအထားကိုတွေ့ရမှာဖြစ်ပြီးတော့တကယ်၍သာမိနိုင်ခဲ့မယ်ဆိုရင် Islam Makhachev အနေနဲ့ am triangle ချုပ်တဲ့သူကအရှုံးပေးသွားရနိုင်တဲ့အနေအထားဖြစ်ပါတယ်ဆိုတော့ဒီအဲ့ဒီအချိန်မှာ Islam Makhachev ရဲ့ဒီ stress ကိုကျွန်တော်တို့အနေနဲ့တော်တော်လေးကိုအံ့အားသင့်စရာကိုတွေးခဲ့ရမှာဖြစ်ပြီးတော့အဲ့ဒီချုပ်ကွက်ကနေပြီးတော့လွတ်အောင်ရုံးပြသွားခဲ့ပြီးတော့ Charles Oliveira ကို Ronald Montelli ချက်တွေတွေးထားခဲ့တာကိုတွေးရမှာဖြစ်ပါတယ်။ဒုတိယအချိန်မှာဆိုလို့ချင်း Charles Oliveira နေနဲ့သူကနာကလောက်ခဲ့တဲ့အမားမျိုးပဲလောက်ခဲ့တာဖြစ်ပြီးတော့ Islam Magashev နဲ့ရှင်ထိုးနေရင်ခဲ့ကနေပြီးတော့သူကဒူးကိုခုံပြီးတော့တိုက်လိုက်တဲ့အနေအထားမှာပြန်ကြတဲ့အချိန်မှာ Islam Magashev ရဲ့ Bay White လက်သီးတစ်ချက်ကိုကောင်းကောင်းကြီးစားလိုက်ရတာဖြစ်ပြီးတော့အဲ့ဒီကမှတစ်စင်းမြေပြင်မှာကိုလဲကျသွားတဲ့အချိန်မှာ Islam Magashev ကအချိန်ဖြုံးဝင် ေပဲနဲ့နောက်ကနေလိုက်သွားပြီးတော့ချုပ်ကွက်ရယူခဲ့ပြီးတော့ Harem M ချုပ်နဲ့နိုင်ယူရရှိသွားခဲ့တာဖြစ်ပြီးတော့ Charles Oliveira ကိုအဆုံးသတ်ပြသွားခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်ဟာဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ Charles Oliveira ဘက်ကနေပြီးတော့အားပေးတဲ့ပွဲစဉ်ဖြစ်ပေမဲ့ Islam Aga Chef ရဲ့ performance ဘိုင်းမှာတော်တော်လေးကို ဒီသဘောကျခဲ့တဲ့ပွဲစဉ်တွေပဲဖြစ်တယ်လို့တော်တော်လေးကိုအသေးကိုရတဲ့ပွဲစဉ်တွေပဲလည်းဖြစ်ခဲ့တယ်။ဆိုတော့ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခဲ့တဲ့ဒီပွဲစဉ်၃ပွဲကတော့ကျွန်တော်ရဲ့ဘဝမှာအကျိုက်ဆုံးပွဲစဉ်တွေက၃ပွဲလို့ပြောရမှာဖြစ်ပြီးတော့ပရိသတ်တွေအနေနဲ့ကတော့ဘယ်ပွဲစဉ်တွေကိုကြိုက်မြင့်တက်မိတယ်လဲ။ကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တဲ့ပွဲစဉ်တွေမှာရောပရိသတ်တွေအနေနဲ့အကျိုက်တူတဲ့ပွဲစဉ်တွေပါသလားဆိုတာကို comment မှာဆွေးနွေးသုံးသပ်ညင်ခုံပေးကြပါဦးခင်ဗျာ။ဗီဒီယိုလေးကိုစောင့်ကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။